ငါရဲ့တတီထမင်းရဲ့ကြောင်းစီမောင်းတီးပြီးတော့ထမင်းဟင်းတွေကျွေးမွေးနေတဲ့စီဖြိုးရဲ့မိကျမတို့ရဲ့ Daily Baby New Channel လေးကနေပြန်လည်ကားကြိုဆိုလိုက်ရပါတယ်။စီဖြိုးရဲ့မိဒေါ်တီတီဝင်းဟာအလိုရေဆက်လက်နဲ့မကွာသူလေးဖြစ်ပါတယ်။မွေးနေ့တွေနဲ့နေထူးမြင့်မြတ်တွေမှာတော့သူ့အနေနဲ့အလင်းတင်တလို့စတုတီသားတွေကျွေးမွေးတတ်ပါတယ်။ဒါကြောင့်လေခြေကန်လွန်းစားတွေအတွက်ကတော့အတော်လေးကိုမအဆင်ပြေခဲ့ရတာပါ။ဒေါ်တီတီဝင်းဟာလက်ရှိချိန်မှာတော့63နေပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်လေမွေးနေ့လူဖြစ်စတုတီသားတွေကိုကျွေးမွေးဖို့ကိုစီစဉ်ခဲ့ကြတာပါ။ သိန်း300ဗောတီကုန်ကြစေချမ်းဖြင့်ရထားခဲ့က9ရက်တိုင်တိုင်ကျွေးမွေးလှူဒန်းနေခဲ့ပါရီပြီးခဲ့တဲ့ရက်မှာတော့ဒေါ်တီတေဝင်းဟာစက်ပေါင်းနဲ့တရက်ချင်းကိုလူ2000စာအထိအလျံပဲကြီးကျွေးမွေးခဲ့ပါရီဒါပြင်မှာတော့ဝတ္တနီချန်နဲ့ချန်ဟင်းကိုလည်းဒီကနေ့မှကျွေးမွေးခဲ့တာပါ ဒါကြောင့်လည်းလာရောက်သုံးဆောင်သူအများပြားနဲ့တူကြက်ပြက်မကြားတိုးဝေးစီကနေကြရပါရီဒေါ်တိတိဝင်းကတော့လူတယောက်ဆုံးပါသွားတဲ့အခါငွေကြေးတွေဟာယူဆောင်သွားလို့မရကြောင်းဆိုခဲ့ပါရီဒါကြောင့်လည်းသူ့အနေနဲ့ကောင်းမှုကုသိုလ်တွေကိုသာပြုလုပ်နေကြတာပါလာမယ့်ရက်တွေမှာတော့ငကြင်းကြော်နဲ့နဲ့ဘဲဥစီပြန်တဲ့တူကြက်ပေါင်းတွေကိုရာထားစီစဉ်ကြရပါရီဒါပြန်မှာတော့အရန်ဟင်းတစ်မျိုးစီကိုလည်းထည့်သွင်းပေးထားခဲ့ပါရီဒါကြောင့်လည်း၃ရက်၃လစေအေးချမ်းစွာလာရောက်သုံးဆောင်နိုင်ကြအောင်မှလည်းဖြစ်ပါရီဒေါ်တိတိဝင်းကတော့လိုအပ်သူတိုင်းလာရောက်သုံးဆောင်ကြဖို့အတွက်ဖိတ်ခေါ်ထားခဲ့ပါရီ ်ပရိသတ်ကြီးတို့ကရောစီဖြိုးရဲ့မိရဲ့စတုဒီတာလူလေးပေါ်မှာအမြင်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်